ကျောဒီနှလုံးကိုတဲ့နော်နှလုံးဒီတစ်ဆဲလို့ထည့်ထားတယ်ဒီနှလုံးကိုကိုးလို့ထည့်ထားတယ်ဗျာနော်နှလုံးကိုငားလို့ထည့်ထားတယ်ဒီနှလုံးကိုခွန်လို့သူထည့်ထားတယ်ဗျာနော်ခွန်လို့ထည့်ထားတယ်တဲ့ဒါရှိပိသားလေးပေါ့ဗျာနော်သူ့ဘာသာဘေးမှာရှိပိသားလေးပဲဖြစ်တယ်ရှိပိသားလေးတွေကိုကျွန်တော်တို့ကဘယ်လိုလုပ်လိုက်မလဲဆိုတော့ ဒီနှလုံးစောင့်ထားတဲ့ကိုကတဲ့နော်သူဒီဘေးကရှင်းနောက်ပဲကလေးနဲ့သွားပြီးပြီးတော့ပုံမှန်တပင်ချန်ခဲ့တာဒီနှလုံး30အားတဲ့နော်သူ့ရဲ့ဒီဆောင်ကရှင်းနောက်ခွန်နောက်ပဲထင်းနဲ့သွားပြီးတော့အောင်းလိုက်တဲ့ချိန်မှာတဲ့ကျွန်တော်ကဆက်လိုက်ခွန်ဆိုတာဖြစ်သွားတယ်ပဲတဲ့ခွန်ဆိုတာလေးတလုံးထွက်သွားတယ်ပေါ့ဗျာနော်အဲဒီတူရတကယ်လဲဒီနှလုံးစောင့်ထားတဲ့ကိုကရှိပိတာကိုလေးอ่ะ သူဘေးနားက၈နောက်ဝက်ကလေးနဲ့ပေါင်းလိုက်တဲ့အချိန်မှာခွန်ဆိုတာလေးကတလုံးနဲ့ဖြစ်သွားတယ်တဲ့နော်သူ့ဘာသာနေရင်တော့မဖြစ်ဘူးပဲပါနော်သူ့ဘာသာနေရင်ဒီမှာ၉ဖြစ်နေတာပဲဒီမှာ၁၀ဖြစ်နေတာပဲအဲဒီဘေးကနောက်ဝက်ကလေးနဲ့သွားပြီးတော့ပေါင်းလိုက်တဲ့အချိန်မှာခွန်ဆိုတာလေးတွေဖြစ်သွားတယ်တဲ့နော်ဒါဆိုရင်ဒီနှလုံးကလည်း၅ပဲနော်ဒီနှလုံးစောင်းလာတာ၅တဲ့အဲ့ဒီ၅ကလည်းသူ့ဆောင်းကနင်းနောက်ပိတ်လေးနဲ့သွားပြီးတော့ပေါင်းလိုက်တဲ့အချိန်မှာတဲ့ခွန်ဆိုတဲ့စလုံးလေးပေါင်းလာတယ်ခွန်ဆိုတာလေးဖြစ်သွားတယ်ပေါ့ဗျာနော် ခွန်စွာလေးပွာလိုက်တဲ့ဒါဆိုရင်ကျွန်တော်ကဒီမှာရှိနေတဲ့နှလုံးက9နဲ့4နဲ့က9တဲ့ကိုခွန်ဖြစ်အောင်ရောဘာနောက်ပိတ်ထည့်မလဲခွန်ဖြစ်အောင်ရောဘာနောက်ပိတ်ထည့်မလဲတဲ့နော်ဘကြီးကထမှန်တယ်ပေါ့နော်နောက်ဆုံးမှရောက်လာပြီမှန်တယ်ရှေ့ရရှေ့ရလူတွေကမမှန်ဘူးပြန်နော်ဘယ်လိုလဲတော့မသိဘူး အဲ့ဒါလေးလုံးပေါင်းခြင်းတွေသုံးလုံးပေါင်းခြင်းတွေခွန်လေးတွေထည့်ပါဗျာနော်ဒီ၄ရဲ့6ရဲ့ခွန်ရဲ့9တဲ့ခွန်လို့ထည့်ပါတယ်တဲ့၁ရက်၈ရက်၈ရက်ဒီခွန်လို့ထည့်ပါတယ်တဲ့၅ရက်၃ရက်၂ရက်ဒီခွန်လို့ထည့်ပါတယ်တဲ့နော်အဲဆို၅ရက်၄ရက်၈ရက်ဒီခွန်လို့သူထည့်ပါတာဖြစ်တယ်ဗျာနော်ခွန်လို့ထည့်ပါတာဖြစ်တယ်အဲ့အချိန်မှာတဲ့နော်ဒီနောက်ထောင်နှလုံးကို၅လို့ရှိထားတယ် ဒီဘက်မှာလည်းနောက်ထောင်နှလုံးကို9လို့ထောင်ထားတယ်နော်ဒီဘက်မှာလည်းနောက်ထောင်နှလုံးကို9လို့ထောင်ထားတယ်ဒီဘက်မှာနောက်ထောင်နှလုံးကိုနောက်ထောင်တော့လည်း3လို့ထောင်ထားတယ်သူ့ဘာသာထောင်ထားတဲ့နောက်ထောင်လေးပေါ့ဗျာနော်သူ့ဘာသာထောင်ထားတဲ့နောက်ထောင်လေးဒီနောက်ထောင်နှလုံး9ကလည်းနော်ဒီခါနှလုံးခါနှလုံး9နဲ့ပေါင်းလိုက်တဲ့အချိန်မှာ နှစ်ဆိုတာလေးရပါလေတဲ့နော်ခွန်ရဲ့ပါဝါနှစ်ဆိုတာလေးဖြစ်ပါတယ်တဲ့နော်ခွန်ပါဝါနှစ်ဆိုတာလေးဖြစ်ပါတယ်အဲ့တော့ဒုတိယတက္ကအနေနဲ့ကဒီနောက်ထပ်နှလုံးက5တဲ့ဒီနောက်ထပ်နှလုံး5ကလည်းဒီခါနှလုံးခါနှလုံးခွန်နဲ့တွားပြီးပေါင်းလိုက်တဲ့အချိန်မှာနှစ်ဆိုတာလေးပဲရပါလေတဲ့နော်နှစ်ဆိုတာလေးပဲရပါဖြစ်တယ်အဲဆိုရင်တတိယတက္ကအနေနဲ့ကဒီနောက်ထပ်နှလုံးကခွန်တဲ့ဒီနောက်ထပ်နှလုံးခွန်ကလည်းဒီခါနှလုံး5နဲ့တွားပေါင်းလိုက်တဲ့အချိန်မှာ နှစ်လို့ရပါတယ်နောက်ထပ်နှလုံးနဲ့ရေးပဲဆိုရင်တော့အသေးပဲမရှိဘူးဗျာနော်ဆိုတော့ဒီနောက်ထပ်နှလုံးနဲ့ဒီကားနှလုံးနဲ့တွားပြီးပေါင်းတဲ့အချိန်မှာကျွန်တော်ရဲ့ဇက်လိုက်ကလေးနှစ်ကလေးဆိုတလုံးနဲ့ထွက်လာတာဖြစ်တယ်အဲ့တော့ဒီမှာရှိနေတဲ့ကနောက်ထပ်နှလုံးက၃နဲ့နောက်ထပ်နှလုံး၃ကဒီကားနှလုံး၉နဲ့ပေါင်းပြီးတော့ခုံလို့ဖြစ်နှစ်လို့ဖြစ်မှာကားနှလုံး၉ရအောင်လို့၃ရှိတယ်ကျွန်တော်ကကားထည့်မယ်ကားထည့်မယ်အဲ့တော့ ီနောက်ပိတ်နှလုံး9ကဒီခါနှလုံး9နဲ့ပေါင်းလိုက်တဲ့အချိန်မှာ2လို့ဖြစ်သွားတယ်တဲ့နော်တပြက်2တလုံးနဲ့ထည့်သွားတာဒီနောက်ပိတ်နှလုံး9ကလည်းဒီခါနှလုံး9နဲ့ပေါင်းလိုက်တဲ့အချိန်မှာ2လို့ဖြစ်သွားတယ်တဲ့နော်ဒါဆိုရင်ဒီနောက်ပိတ်နှလုံး9ကဒီခါနှလုံး9နဲ့ပေါင်းလိုက်တဲ့အချိန်မှာလည်း2လို့ပဲထည့်သွားတယ်တဲ့နော်ဒါဆိုရင်ဒီနောက်ပိတ်နှလုံး3ကဒီခါနှလုံး9နဲ့မှာကျွန်တော်တို့က2ဖြစ်မှာခါနှလုံး9ဖြစ်အောင်ကျွန်တော်ဘာခါထည့်မလဲမ300နေပြီဖြစ်တဲ့အတွက်ကျွန်တော်ဘာခါထည့်ကြမလဲ နောက်ဘက်နှလုံးသုံးနဲ့ခါနှလုံးကိုးနဲ့မှနှစ်ဖြစ်မှာပေါ့နော်ဒီအလဲတိုင်းနှလုံးဒီကိုးဖြစ်အောင်လို့သုံးရှိတဲ့အချိန်မှာ6ခါရတယ်ဩဟုတ်ကဲ့မှန်တယ်ဗျာနော်6ခါလေးထည့်ရမှဖြစ်တယ်ဆိုတော့ဒီတလုံးနဲ့တွေပဲထည့်လာတာပေါ့ဗျာနော်ခွန်ခွန်လေးကြီးပဲထည့်လာတာနှစ်တည်းဆိုရင်လည်းနှစ်တည်းကြီးပဲထည့်လာတာပေါ့ဗျာနော်ဟုတ်ကဲ့အဲ့လိုလေးထည့်လာတာအဲ့လိုလေးထည့်လာတဲ့အပြင်ဟိုဒီမှာကတဲ့ ဒီမှာရှိနေတာကနောက်ပေါင်းခွန်နဲ့နော်သူ့ရဲ့အောက်တပွဲကြောင့်မှာရှိနေတာကနောက်ပေါင်းခွန်နဲ့နော်သူ့ရဲ့အောက်တပွဲကြောင့်မှာရှိနေတာကနောက်ပေါင်း30တဲ့နော်ဒီအောက်တပွဲကြောင့်မှာရှိနေတာကနောက်ပေါင်း9ပေါ့ဗျာနော်ဒါလေးတွေကရှိပြီးသားလေးတွေပေါ့ဗျာနော်ရှိပြီးသားလေးတွေဖြစ်တယ်တဲ့အဲရှိပြီးသားလေးတွေဖြစ်တယ်ဆိုတော့ကျောကဒီနောက်ပေါင်းခွန်ကလည်းသူ့ရဲ့ဇောင်းတပင်နှစ်ပင်ဆိုတော့ဒီတောင်းဖြက်လို့ခေါ်တော့ဗျာနော် ဒီနောက်ဘောင်းခုံကလည်းသူ့ရဲ့ဒီဘက်တောင်းဖြစ်နာမှာရှိနေတဲ့ဒီဒီရှစ်ခါးလေးနဲ့ပေါ့ဗျာเนาะဒီရှစ်ခါးလေးနဲ့သွားပြီးတော့ပေါင်းလိုက်တဲ့အချိန်မှာကျွန်တော်ငားလို့တစ်လုံးနဲ့ရပါတယ်เนาะငားဆိုပြီးတော့တစ်လုံးနဲ့ရပါတယ်ငားပေါ့ဗျာเนาะဒါဆိုရင်ဒီမှာနောက်ဘောင်းခုံနောက်ဘောင်းခုံကလည်းသူ့ရဲ့ဇောင်းတစ်ပင်နှစ်ပင်မှာရှိတယ်ဒီရှစ်ခါးလေးနဲ့သွားပြီးပေါင်းလိုက်တဲ့အချိန်မှာငါဆိုတာလေးဖြစ်သွားတယ်တဲ့เนาะငါဆိုတာလေးနဲ့တော့ပြီးတော့ချုပ်မိသွားတာဖြစ်တယ်ပေါ့ဗျာเนาะ ဲ့တော့တဲ့ဒီမှာရှိနေတာကနောက်ပေါင်း30တဲ့ဒီနောက်ပေါင်း30ကလည်းသူ့ရဲ့ဇောင်းတစ်ပင်နှစ်ပင်ပေါ့နော်သူဇောင်းမှာရှိနေတယ်ဒီ9ခါလေးနဲ့တွားပြီးပေါင်းလိုက်တဲ့ချိန်မှာတဲ့9ဆိုတာလေးရဖြစ်သွားတယ်ဟော9ဆိုတာတစ်လုံးနဲ့ပဲရညာပေါ့ဗျာနော်အများကြီးမရဘူးအဲ့တော့ဒီမှာရှိနေတာကနောက်ပေါင်းကိုနောက်ပေါင်းကသူ့ရဲ့ဇောင်းတစ်ပင်နှစ်ပင်ဒီနေရာမှာရှိနေတယ်ကျောင်းတွင်းထားတဲ့ဒီ6ခါလေးနဲ့တွားပြီးတော့ပေါင်းလိုက်တဲ့အချိန်မှာ5ဆိုတာလေးကွက်တီကိုဖြစ်နေတာပေါ့ဗျာနော်အဲ အဲ့တော့ကြည့်လိုက်မယ်ဆိုရင်ခွန်လေးရွက်ထည့်ထားတာပေါ့နော်ဒီ site ကလေးကခွန်ဆိုခွန်လေးရွက်ထည့်ထားတာ၅ဆို၅လေးရွက်ထည့်ထားတာနှစ်ဆိုရင်နှစ်တေးရွက်ထည့်ထားတာတစ်လုံးလေးရွက်ထည့်ထားတာပေါ့ဗျာနော်တစ်လုံးရွက်ထည့်ထားတာဖြစ်တယ်ဆိုတော့ဒီမှာဒီနောက်ပိတ်နှလုံးကတဲ့ငြိမ်လားမငြိမ်လားကိုကြည့်ရအောင်ပေါ့ဗျာဒီဒီနှလုံးကဟိုပါပေါ့နော်6ခါနဲ့8နောက်ပိတ်နဲ့ဆိုပြီးတော့68အတွဲလေးရနေပြီပေါ့နော်အဲ့လိုရနေတဲ့အချိန်မှာတဲ့ကျွန်တော်တို့ကဘယ်လိုရှိလဲဆိုတော့ ဒီနောက်ပိတ်နှလုံးက၄ဟောဒီနောက်ပိတ်နှလုံးက၄ပေါ့ဗျာနော်ဒီနောက်ပိတ်နှလုံး၄ရတဲ့သူ့ရဲ့အောက်ကဒီနောက်ပေါင်း၅နဲ့တွားပြီးတော့ပေါင်းလိုက်တဲ့ချိန်မှာတဲ့ကိုဆိုတာတစ်လုံးနဲ့ရပါတယ်ကိုကိုဆိုတာလေးဖြစ်သွားတယ်တဲ့နော်ကိုဆိုတာလေးဖြစ်သွားတယ်ဒါဆိုရင်တပွဲကြော်လိုက်တော့ဒီမှာနောက်ပေါင်းနောက်ပေါင်းက၃နဲ့ဒီနောက်ပေါင်း၃ကလည်းသူ့ရဲ့အောက်က ဒီအောက်ကနောက်ဘက်နှလုံးသုံးကသူ့အောက်ကနောက်ပေါင်း6နဲ့ပေါင်းလိုက်တဲ့အချိန်မှာကိုးဆိုတာလေးဖြစ်သွားတယ်တဲ့နော်ကိုးဆိုတာလေးတလုံးနဲ့ဖြစ်သွားတယ်ကိုးဆိုတာလေးတလုံးနဲ့ဖြစ်သွားတယ်တဲ့နော်ဒါဆိုရင်ကျွန်တော်တပွဲကြော်လိုက်မယ်ဒီနောက်ဘက်နှလုံးကနောက်ဘက်နှလုံးကနှစ်တဲ့အဲဒီနောက်ဘက်နှလုံးနှစ်ကလည်းသူ့ရဲ့အောက်ကဒီနောက်ပေါင်း9နဲ့ပေါင်းလိုက်တဲ့အချိန်မှာကိုးဆိုတာလေးကိုတလုံးနဲ့ကိုကွက်တီဖြစ်တယ်တဲ့နော်ကိုးဆိုတာလေးဖြစ်နေတယ်ဒါဆိုရင်ကျွန်တော်ဒီမှာကြည့်လိုက်ရအောင် ီမှာရှိနေတဲ့ဒီနောက်ပိတ်နှလုံးက9တဲ့ဒီ9ကလည်းသူ့ရဲ့အောက်မှာကျွန်တော်တို့ရထားတဲ့6ခါ8နောက်ပိတ်ဆိုတဲ့နောက်ပိတ်နှလုံး၄နဲ့ပေါင်းလိုက်နောက်ပေါင်း၄နဲ့ပေါင်းလိုက်တဲ့အချိန်မှာကိုဆိုတာလေးရတလုံးနဲ့ပဲဖြစ်သွားတယ်တဲ့နော်ကိုဆိုတာလေးတလုံးနဲ့ပဲဖြစ်သွားတာဖြစ်တယ်တဲ့ဩဒါဆိုရင်ကနန်းလေးတွေကတလုံးနဲ့ပဲခွန်ဆိုရင်ခွန်လေးပဲလေးပြရိုက်သွားတယ်ပေါ့နော်နှစ်ဆိုရင်လည်းနှစ်တည်းပဲတလုံးနဲ့ထည့်သွားတာဖြစ်တယ်ငါးတည်းပဲတလုံးနဲ့ထည့်သွားတာဖြစ်ပြီလို့ကိုးတည်းပဲတလုံးနဲ့ထည့်သွားတာဖြစ်တယ်နော်ဒီ సై ကလေးက ရဲပဲเนาะအဲ့တော့ကျွန်တော်ကဒီအချိန်မှာကျွန်တော်ကပြန်ကြပဲထိုးมาဖြစ်တယ်ပေါ့ဗျာเนาะပြန်ကြပဲထိုးมาဖြစ်တယ်ဆိုတော့ကနန်းကဘယ်နှကွက်ရှိလဲကြည့်လိုက်ရအောင်6နဲ့8နဲ့ပါတယ်ကနန်းဆိုဘယ်နှကွက်ရှိလဲတကွက်တည်းပဲရှိတယ်ဗျာတကွက်ဒီအချိန်ကျွန်တော်ကပြန်ကြထိုးมาဖြစ်တယ်ပေါ့ဗောเนาะအဲ့တော့6 8နောက်တည်းပါတယ်ပြန်ကြဆိုတော့ဘာရှိလဲတကွက်တည်းပဲရှိတယ်အဲ့တော့တက်ရှိလေးကိုကျွန်တော်ဘာရေးမလဲ ွန်ထိတ်ကလေးရေးရမှာပေါ့ဗျာเนาะဒီမှာ68ခွန်ဆိုတာတခွတ်တည်းပဲရှိတာဖြစ်တယ်တော့ကျွန်တော်ကခွန်68လို့တက်တက်ထိုးရမှာဖြစ်တယ်ပေါ့နော်ဒါဒီခွန်68ကကျွန်တော်ပြန်ပြန်ထိုးမယ်ပြောလို့ဒါရေးရမှာမဟုတ်ဘူးပေါ့နော်အဲ့ဒါလေးကိုဖျက်အောင်ပါပေါ့အဲ့တော့တဲ့အဲ့ဒီလို6လေးတော့ထည့်လိုက်ပြီဆိုရင်6လေးလို့ထည့်လိုက်ပြီဆိုရင်ဒီမှာရှိနေတာက3ညာခါ3ညာခါရဲ့3ညာခါရဲ့သူ့ရဲ့ဘေးကဘွာ3ညာ တုံညာခါရဲ့ဂွေရဲ့ဂွာတုံးရဲ့သူ့ရဲ့ဇုံက6ထည့်စီရယ်တန်းလေးလုံးပေါင်းရင်းကိုကိုလို့ဒီတလုံးနဲ့ထည့်သွားတာဖြစ်တယ်ကိုလို့တလုံးနဲ့ထည့်သွားပြီနော်အဲဆိုရင်တပွဲကြွလိုက်တော့တုံညာခါရဲ့သူ့ရဲ့ဘေးမှာရှိနေတာကဂွာ6ရယ်တုံညာခါရဲ့ဂွာ6ရဲ့ဒီ6ဖြစ်နေပြီအဲ့ဒီ6ကသူ့ဇုံက3ထည့်စီလေးနဲ့တွားရောပေါင်းလိုက်တဲ့ချိန်မှာကိုဆိုတာလေးကိုတလုံးနဲ့ပဲထည့်သွားတာဖြစ်တယ်နော် ကျန်တဲ့လုံးတွေဘာမှမထည့်ဘူးတလုံးနဲ့ထည့်သွားတာဖြစ်တယ်ပေါ့ဗျာနော်အဲ့တော့ညို့တပွဲထက်ကြော်လိုက်မြန်တပွဲထက်ကြော်လိုက်တဲ့ချိန်မှာခွန်ထိတ်ခွန်ခါးလေးကသူ့ဘေးနားမှာရှိတော့ဘွား၉နဲ့ပေါင်းလိုက်တဲ့ချိန်မှာ၆ဖြစ်နေပြီအဲ့ဒီ၆ကသူ့ရဲ့ဇောင်းက၃ထည့်စီလေးနဲ့ကနန်းလေးလုံးပေါင်းခြင်းကို၉လို့သူကတလုံးနဲ့ထည့်ထားတာဖြစ်တယ်ကိုကတလုံးနဲ့ထည့်ထားတာဖြစ်တယ်ဒါဆိုရင်တို့ဒီမှာရှိနေတာက၃ခါတဲ့ သုံးခါလေးကသူ့ရဲ့ဘေးနားမှာရှိနေတယ်။ခွာကိုးနဲ့ပေါ်လာရည်ဆိုရင်နှစ်ဖြစ်နေပြီ။နှစ်ဖြစ်နေပြီဆိုတော့ကျွန်တော်တို့ကကိုးရအောင်သူ့ရဲ့ဆောင်းကထိတ်စည်းလေးနဲ့ပေါ်လာမှာကိုးရမှာ။ကိုးရအောင်လို့ကျွန်တော်ဗာတစီထည့်ပါလေ။သုံးခါရဲ့ခွာကိုးရဲ့ဒီနှစ်လို့ဖြစ်သွားပြီ။နှစ်ကသူ့ရဲ့ဆောင်းကထိတ်စည်းနဲ့မှာကျွန်တော်တို့က၄လုံးပေါင်းခြင်းကိုကိုးလို့ထည့်ရမှာဖြစ်တယ်။အဲ့ဒါကျွန်တော်ကဗာတစီထည့်ရမှာလေ။၃၉ဆိုတော့ညီမ ွန်တက်စီလေးပဲထည့်ရမှာဖြစ်တယ်။အဲတော့ပြန်ကြထိုးမယ်ဆိုပြီးတော့ဒီကွန်တက်စီကိုပြစ်ထည့်လိုက်တာမဟုတ်ဘူးဗောဗျာနော်။168တပေါက်သေးပဲနော်။အဲ့လိုမျိုးလေးထည့်လိုက်တာဖြစ်တယ်။အဲတော့နော်စိုက်ကလေးကိုကြည့်လိုက်တဲ့တလုံးနဲ့လေးကြီးပဲထွက်လာဘူးဗျာနော်။တလုံးနဲ့လေးကြီးပဲတက်တက်ရရကလေးပါပဲနော်ထွက်လာတာဖြစ်တယ်။အဲတော့ဒီမှာကြည့်မယ်။ တက်စီလိုင်းလေးကိုပြန်ပြုတ်ပြမယ်။၃ညခါရဲ့ဘေးနားကကွာ၃ရက်တည်၃အဲ့ဒီ၃က40ဇုံက6တက်စီနဲ့ပေါ်လိုက်6လို့ထည့်ပါရဲပေါ့ဗျာနော်။၃ညခါရဲ့ကွာ6ရက်တည်၃ကွာ6ရက်တည်6အဲ့ဒီ6ကသူ့ဇုံက3တက်စီနဲ့ပေါ်လိုက်တယ်ဆိုရင်6လို့ထည့်ပါရဲပေါ့ဗျာနော်။အဲ့တော့ခွန်ခါနဲ့ကွာ9နဲ့ပေါင်းရင်6ပဲ။6ကသူ့ရဲ့ဇုံက3တက်စီနဲ့ကို6လို့ထည့်ပါတာ။ဒါဆိုရင်3ခါနဲ့ကွာ9နဲ့က2အဲ့ဒီ2ကသူ့ရဲ့ဇောင်းမှာကျွန်တော်ခွန်ထက်ရှင်းနဲ့မှာ6လို့ထည့်ပါတာဖြစ်တယ် အဲ့လိုကိုယ်လိုထည့်သွားသလိုပဲဒီမှာရှိနေတာကဒီမှာကဘာရှိနေရလဲဒီမှာရှိနေတာကခွား6တဲ့နော်ဒီမှာရှိနေခွား6เนาะသူ့ရဲ့အောက်တပွဲကြောင့်မှာရှိနေတာကခွား9เนาะအောက်တပွဲကြောင့်မှာရှိနေတာကခွား9ဒီအောက်တပွဲကြောင့်မှာရှိနေတာကခွား9တဲ့နော်ဒါလေးတွေက ွားငားရတယ်နော်အဲ့လိုရှိနေတာဖြစ်တယ်ဒီကွားတွေကဘာကွားအိမ်မမျိုးရှိပြီးသားကွားတွေပေါ့ဗျာနော်အဲ့ဒီဒီကွား6ဆိုတဲ့ကောင်ကကျွန်တော်ကဒီအပေါ်ကိုတပင်း2ပင်း3ပင်းရဲ့ဘေးပေါ့ဗျာနော်ဒီအပေါ်တပင်း2ပင်းရဲ့မြင်းကုန်ပေါ့ဗျာလို့ခေါ်လိုက်လို့ဗျာနော်ဒီကွား6ကလေးอ่ะတဲ့ဒီနားကကျွန်တော်ထည့်ထားတယ်6ထည့်စီလေးနဲ့လှမ်းပြီးတော့ထည့်လိုက်တဲ့ချိန်မှာနှစ်ဆိုတာလေးရဲ့တလုံးနဲ့ပဲဖြစ်သွားတာနှစ်ဆိုတာလေးနဲ့တလုံးနဲ့ပြန်ချုပ်ပြီးထားမှာဖြစ်တယ်။ဒါမှဇလန်းကခွန်နှစ်နှစ်ဆိုလေးရိုက်ချင်တယ်သူကတဘောလေးရိုက်ရမှာဖြစ်တာဟုတ်နော်။အဲ့တော့ ဒီမှာရှိနေတာဂွာကိုတဲ့ဒီဂွာကိုကလည်းဒီနားမှာတပင်းနှစ်ပင်ရဲ့ဇောင်းမှာရှိနေတဲ့သုံးထက်စီပင်နဲ့ပေါင်းလိုက်တဲ့အချိန်မှာနှစ်လို့သူတလုံးနဲ့ပဲချုပ်ထားရမှာဖြစ်တယ်နော်ဒါဆိုရင်ဒီမှာရှိနေတာဂွာကိုဂွာကိုကလည်းအပေါ်တပင်းနှစ်ပင်ရဲ့ဇောင်းမှာရှိတယ်ဒီသုံးထက်စီလေးနဲ့ပေါင်းလိုက်တဲ့အချိန်မှာနှစ်လို့သူကတလုံးနဲ့ပဲချုပ်ထားရမှာတလုံးနဲ့ပဲချုပ်ထားရမှာဖြစ်တယ်ဖြစ်တဲ့ဆိုတော့ဒီမှာရှိနေတာကဂွာငါဂွာငါအပေါ်တပင်းနှစ်ပင်ရဲ့ဇောင်းမှာရှိတဲ့ ကျွန်တော်တွင်းထားတဲ့ဒီ context လေးနဲ့ပုံလိုက်တဲ့ခြင်းမှာသူနှစ်လို့တလုံးနဲ့ပဲချုပ်ထားရမှာဖြစ်တယ်အဲ့လိုတလုံးနဲ့နဲ့ချုပ်ထားတော့မှခွန်နှစ်နဲ့ဆိုတဲ့ဇလန်းလေးကအောက်မှာပေါ့ဗျာနော်ဒါလဲဆိုတော့ဒီကွာ6နဲ့6ထည့်ချင်းနဲ့ကိုနှစ်လို့ထည့်လိုက်တဲ့ချိန်မှာဒီနောက်ဘက်နှလုံး9နဲ့ခါနှလုံး9ခုနဲ့ကိုနှစ်လို့ပြန်ထည့်သွားတာထည့်ပြီးတော့မှဒီ3လုံးကိုခွန်လို့ထည့်ပြီးတော့နှစ်နှစ်ခွန်ဖြစ်ချင်းနဲ့6 8ခွန်ကိုသူကတပုတ်ထည့်ရိုက်သွားတာပေါ့ဗျာနော်အဲ့တော့ဒုတိယတကန်နေနေရလဲ ဒီကွာကိုးနဲ့သုံးထက်စီနဲ့ကိုနှစ်လို့ထည့်လိုက်တဲ့အချိန်မှာဒီနောက်ထောင်နှလုံး၅နဲ့ခေါင်းနှလုံး9နဲ့ကိုနှစ်လို့ထည့်လိုက်ပြီထည့်ပြီးတော့မှဒီသုံးလုံးကိုခွန်းလို့ထည့်ပြီးတော့နှစ်နှစ်ခွန်ဖြစ်ချင်းနဲ့သုံးရှိရှိကိုတပေါက်တည်းဖြုတ်ထားပါဗျာเนาะလှည့်ကြမလို့အဲ့တော့ဒီကကွာကိုးနဲ့သုံးထက်စီနဲ့ကိုနှစ်လို့ထည့်လိုက်ပြီထည့်လိုက်တယ်လို့ပဲဒီနောက်ထောင်နှလုံး9နဲ့ခေါင်းနှလုံး9နဲ့ကိုနှစ်လို့ပဲထည့်လိုက်တယ်ထည့်ပြီးတော့မှဒီသုံးလုံးကိုခွန်းလို့ထည့်ပြီးတော့နှစ်နှစ်ခွန်ဖြစ်ချင်းနဲ့ ၃၅နှစ်ကိုတဲတပုံလေးရရကြနော်ဒါဆိုရင်ကျွန်တော်တို့ရောက်ကကဒီခွာ၅နဲ့ခွန်ထက်ကြီးနဲ့ဒီနှစ်လို့ထည့်လိုက်ပြီထည့်တဲ့တော့ဒီနောက်ဘက်နှလုံး၃နဲ့ခါနှလုံး၉နဲ့ကိုနှစ်လို့ပဲထည့်လိုက်တယ်ထည့်ပြီးတော့မှဒီလို၃လုံးပေါင်းခြင်းကိုခွန်လို့ထည့်ပြီးတော့နှစ်နှစ်ခွန်ဖြစ်ခြင်းနဲ့ကျွန်တော်ကခွန်၆၈ကိုတဲတပုံလေးပဲအဲ့လိုဖြုတ်ကမှာဖြစ်တယ်ပေါ့ဗျာနော်အဲ့တော့စိုက်ကလေးကိုကြည့်လိုက်ပဲတလုံးလေးတွေပဲထည့်သွားတယ်တသက်ရရလေးပေါ့ဗျာနော်တလုံးလေးတွေပဲထည့်သွားတာဖြစ်တယ် ။အနေလုံးကတော့ဒီလုံးမှမပါဘူးပေါ့ဗျာနော်။အဲ့တော့တဲ့နော်။ခွဲ2ပွဲ3ပွဲ4ပွဲ။အဲ့တော့ဒီမှာရှိနေတဲ့ taste နှလုံးခုနှစ်နဲ့ taste နှလုံးခုနှစ်နဲ့3ညခါနေဒီခွန်လို့ထည့်ထားတယ်ပေါ့ဗျာနော်။အဲ့ဒီခွန်ကားတဲ့သူ့ရဲ့ဒီဘက်မြင်းကွန်ကကျွန်တော်တို့ရဲ့ဒီဆက်လက်ကြီးဒီ break တက်နဲ့ပေါင်းလိုက်တဲ့အချိန်မှာ ရှစ်လို့ဒီတလုံးနဲ့ပဲထည့်ပါရယ်နော်ရှစ်လို့ဒီတလုံးနဲ့ထည့်ပါရမယ်ဒါဆိုစက်ကြည့်လိုက်ရအောင်ဒီထည့်စင်းနှလုံး6ရယ်သုံးညာခါရယ်ဒီ6လို့ဖြစ်နေပြီဒီသုံးလုံးအခွေဒီ6အဲ့ဒီ6ကဒီမြင်းကုန်မှာရှိတဲ့တို့ကဇက်လိုက်ကြည့်ဒီဗရိတ်6နဲ့ပေါင်းလိုက်တဲ့အချိန်မှာရှစ်လို့ဒီတလုံးနဲ့ပဲထည့်ရမှာဖြစ်တယ်နော်ရှစ်လို့တလုံးနဲ့ပဲထည့်ရမှာဖြစ်တယ်အဲ့တော့ဒီမှာရှိနေတာကဒီနှလုံး တင့်နဲ့ခွန်နဲ့ဒီရှစ်ဆိုတဲ့ဒီလုံးလုံးအခွေကရှစ်ဖြစ်နေပြီအဲ့ဒီရှစ်ကလည်းဒီမြင်းကုံမှာရှိနေတဲ့ဒီပရိတ်30နဲ့ကိုရှစ်လို့ပဲသူထည့်သွားတာဖြစ်တယ်ပေါ့ဗျာနော်ရှစ်လို့ဒါပြန်ပြီးတော့ကြိုက်မိနေမှာဒီခဏုံထိုးလို့ရမှာဖြစ်တယ်အဲကြောင့်ဒီဟာကိုကြိုက်လာကြည့်ရအောင်ဒီမှာကြည့်ရအောင်ရှစ်ကရဲ့6ရဲ့3ရဲ့၃လုံးအခွေက9ဖြစ်နေတာသုံးလုံးအခွေ9ကဒီမြင်းကုံမှာရှိတဲ့ကျွန်တော်ရဲ့ဇက်လိုက်ကြီးဒီပရိတ်1နဲ့ပေါင်းလိုက်တဲ့အချိန်မှာ ရှေ့လို့သူတလုံးနေပဲသူကြိုက်သွားတာဖြစ်တယ်ပေါ့ဗျာနော်။ကျန်တဲ့ညီကိုလမ်းကြောင်းတွေကျွန်တော်မထည့်ထားဘူးပေါ့ဗျာ။ဒီမှာတလုံးနေတွေပဲရိုက်သွားတဲ့စိုက်ကလေးကိုပဲပြလိုက်တာဖြစ်တယ်ပေါ့ဗျာနော်။အဲတော့ဒီကျွန်တော်ပြသမှုလေးတွေကြိုက်တယ်ဆိုရင်တော့ဒါလေးတွေကိုဒီလို like လေးကို share ပေးပေါ့ဗျာနော်။ကျွန်တော်လည်းဒါမပြတာကြာပြီဆိုတော့လူရဲ့အသိမေ့ကုန်ကြပြီ။မေ့ကုန်ကြပြီပေါ့ဗျာနော်။အဲတော့ဒါကြရင်တော့ထိုးပေါ့ဗျာနော်။68ကိုတော့ဒီတိုင်းတက်တယ်ပဲထိုးအောင်ဖြစ်တယ်ပေါ့ဗျာနော်။ဒီစာရေးရပေါ့နော်ဒီစာရေးရ ဒီ site ရထိုးခြင်းတော့ကျွန်တော်တို့ကဒီကနန်းကိုထိုးခြင်းပြန်ကြထိုးมาဖြစ်တဲ့အတွက်ပြန်ကြထိုးมาဖြစ်တဲ့ကျွန်တော်ကဒီကနန်းကိုတင်ထိုးပေါ့ဗျာเนาะ channel ရဲ့တော့ဒါတွေကကျွန်တော်ကဒီကအထိုင်းနဲ့ဖမ်းထားတော့ဒီကနန်းဒီကနန်းရဲ့အနေထားမှာဒီကနန်းတက်တယ်ကိုပဲတင်ထိုးရမှာပေါ့ဗျာเนาะအဲဒါလက်ဆောင်နေနဲ့ဒါ Sunday ဟော Sunday မဟုတ်ဒါစနေနေ့ပေါ့เนาะစနေနေ့ဆိုတော့ဒါပြန်ကြကနန်းတက်ွက်ကိုလောစေလက်ဆောင်လေးပြပြလိုက်တယ်ပေါ့ဗျာเนาะကဲအားလုံးကံကောင်းပါစေချက်ပေါ်ပါစေဗျာနော်အားလုံးပဲ collage